my god. ဒီမျိုးသမီးကကပုံမှန်နေတယ်လို့ပဲသူကလေးတွေចောင်းသွားဖို့အတွက်ကိုမြို့ခန်းထဲမှာပြင်ဆင်နေကြပါဘာ။ ဒါပေမဲ့တိတ်မကြခင်မှာတော့သူ့သားတွေအိတ်တဲ့ import တက်ကနေစူးစူးညံ့ညံ့တန်တွေကြားလာတယ်။ဒါကြောင့်သူလည်းဘာဖြစ်တာလဲဆိုပြီးချက်ချင်းပဲတက်ကြည့်လိုက်တယ်။အဲ့ချိန်မှာသူ့ရဲ့သားတယောက်ကတကားကိုဖွင့်ပြီးဩသူ့အမေစီပြေးလာတယ်။နောက်ပြီးသူ့ဆန်းတဲ့မိန်းမတယောက်ရဲ့အတန်ကိုကြားလိုက်ရတဲ့ဆိုပြီးတော့လည်းပြောပါတယ်။ပထမတော့သူ့ရဲ့သားတွေကတယောက်နဲ့တယောက်စနောက်နေတယ်လို့ပဲထင်ခဲ့တာ။သူ့သားတွေခံတဲ့ကိုဝင်ကြည့်တော့လေသူ့သားတွေကအိယာနေမှာပဲရှိနေတဲ့ပုံစံ။ အားကြောင့်ဒီမျိုးသမီးလည်းသူ့အိမ်ထဲကိုတယောက်ယောက်ကခိုးဝင်နေတာလားဆိုပြီးလက်ထဲမှာသူ့တချောင်းကင်ပြီးအိမ်နေရာနှက်ကိုလိုက်ရှာခဲ့တယ်။ဒါပေမဲ့ဘာမှမတွေ့ရအောင်။နောက်ဆုံးတော့ဒီကိစ္စတွေကိုသိရအောင်လို့သူ့အိမ်မှာတက်ထားတဲ့ CCTV ကိုတွားပြီးစစ်ဆေးခဲ့တယ်။အဲ့ချိန်မှာတော့ဒီလိုကြောက်စရာကောင်းတဲ့အတန်ကိုကြားလိုက်တာဖြစ်ပါတယ်။ဆက်လောင်းနားထောင်ကြည့်အောင်။ ဒီသားကိုလားထောင်ပြီးသူလည်းတတော်ကြောက်လန့်သွားတယ်။ဘာလို့ရမှာလဲမသိတဲ့အတွက်ဒီဗီဒီယိုကိုလိုင်းပေါ်တင်ပြီးကူညီတောင်းခဲ့ပါတယ်။သူ့ဗီဒီယိုကအွန်လိုင်းပေါ်မှာအချိန်တိုတွင်းပဲပြန့်နှံ့သွားခဲ့ပါတယ်။ဒါကြောင့်လူတချို့ကဒီဖြစ်ပျက်တွေကိုအဖြေပေးနိုင်မှုအတွက်နောက်ထပ်ဗီဒီယိုတစ်ပုဒ်တင်ပြီးပို့လဲတောင်းဆိုလာကြပါတယ်။ဒီလိုနဲ့ရက်အနည်းငယ်လောက်ကြာမှာတော့ဒီအမျိုးသမီးကဗီဒီယိုတစ်ပုဒ်ဖတ်တင်ခဲ့ပါတယ်ကျွန်တော်တို့ကြည့်လိုက်ရအောင် သူနောက်ထပ်တင်လိုက်တဲ့ DBU မှာတော့သူ့ရဲ့သားနှစ်ယောက်ကတော်တော်လေးကိုကြောက်လန့်နေတဲ့ပုံဖြစ်နေပါတယ်။အရင်ကဒီလိုမျိုးမဟုတ်တဲ့သူ့ရဲ့သားနှစ်ယောက်ကအခုဆိုရင်အိမ်ပေါ်တက်ကနေအောက်ထက်ကိုတော့မစင်းရကြတော့ပါဘူး။ဒီမျိုးသမီးရဲ့အိမ်မှာကြားနေရတဲ့အတန်တွေကဘာဖြစ်နိုင်မလဲ။တကယ်ပဲတရေသစီတွေကဒီမျိုးသမီးရဲ့အိမ်မှာခြောက်လန့်နေတာလား။ဒါရီနဲ့ပတ်သက်ပြီးမေးဖို့နေလဲများစွာရှိလာခဲ့ပါတယ်။ပြည်သက်သူရောဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘယ်လိုအဖြေများပေးကြင်ပါလဲဗျ။ ဒီဘုတ်ကတော့ Netherlands နိုင်ငံ 8A ရဲ့ CCTV ကနေရိုက်မိထားတာပါ Christie So ရဲ့ TikTok account ပိုင်ရှင်ကဒီဗီဒီယိုကိုတင်ခဲ့တာလို့လည်းသိရပါတယ်အရင်ဆုံးဗီဒီယိုကိုကြည့်လိုက်ရအောင် What? What did you say? What did you say, mommy? I can't hear you. You gotta keep that open so uh, -oh. so you get all musty. Can't Go tell out. me. You can't tell me to good. you. good. ခရစ်စတီကတညမှာသူ့ရဲ့မိသားစုနဲ့တူအိမ်ရှိမှာရေခဲမှုထွက်စားနေခဲ့တယ်။ဒါပေမဲ့အသိမကြခင်မှာတော့သူ့ရဲ့အိမ်ရှိလမ်းမကနေဖြူရောင်ဝတ်စုံနဲ့မိန်းမတစ်ယောက်လမ်းလျှောက်သွားတာကိုသူတွေ့လိုက်ရတယ်။အိမ်နဲ့အဲ့ဒီလမ်းမနဲ့ဆိုရင်ပြည်မဆယ်လောက်ပဲရှိတယ်။သူအဲ့ဒီမိန်းမကိုတွေ့တွေ့ချင်းမှာပဲချက်ောက်ပြီးမျက်နှာလွှဲလိုက်တယ်။ပြီးတော့သူ့ရဲ့ယောက်ျားနဲ့ခလေးတွေကိုလည်းငါသူ့ကိုကြောက်တယ်ဆိုပြီးတူတူလေးပြောနေပါသေးတယ်။ ဒါပေမဲ့သူ့ရဲ့ယောက်ျားနဲ့ကလေးတွေကတော့သူပါပြောနေမှန်ကိုနားမလည်ပါဘူး။အဲ့ဒီဘိန်းမာကြီးကလမ်းလျှောက်နေရင်းနဲ့တဖြည်းဖြည်းပျောက်သွားတယ်။နောက်ထပ်ပိုဝီထူးဆန်းတာကသူတွေ့လိုက်ရတဲ့အဲ့ဒီမိန်းမကြီးကိုသူ့ယောက်ျားနဲ့ကလေးတွေကလုံးဝမတွေ့ရပါဘူး။ခဏကြာတော့ခရစ်စတီကသူ့ရဲ့ယောက်ျားကိုဒီအကြောင်းကိုပြောပြလိုက်တယ်။ပြီးတော့အင်းရှိမှတက်ထားတဲ့ CCTV ပတ်တန်းကိုစစ်ဆေးဖို့အတွက်ကိုလည်းပြောလိုက်ပါတယ်။ဒါကြောင့်သူ့ရဲ့ယောက်ျားလဲ CCTV record သွားကြည့်တဲ့အချိန်မှာတော့သူတော်တော်လေးကိုအံ့ဩသွားပါတယ်။ ဒီကိစ္စကဒီလောက်နဲ့မပြီးသေးပါဘူးမိုးလင်းတော့ခရစ်စတီကသူ့ရဲ့အဖေကိုဒီအကြောင်းကိုပြောပြတယ်နောက်ပြီးဒီကြောင်းစရာကောင်းတဲ့ဗီဒီယိုကိုပါပြလိုက်ပါတယ်သူ့ရဲ့အဖေလည်းဒီဗီဒီယိုကိုကြည့်ပြီးဒီအကြောင်းရရင်လည်းပတ်သက်ပြီးရှင်းပြလိုက်တဲ့အခါမှာခရစ်စတီလည်းပူပြီးကြောက်လန့်သွားပါတယ်လွန်ခဲ့တဲ့1945ခုနှစ်လောက်မှာဒီမြို့စုံမှာစိတ်ချမ်းသာရေးဆေးရုံကြီးတစ်ခုရှိခဲ့ဦးတယ် မြေဝက်လောက်မှာတော့အဲ့ဒီစေယုံကြီးကမီးလောင်မှုတစ်ခုကြောင့်ပြည့်စည်သွားပြီးလူနာပြုတ်တွေနဲ့အထဲကလူနာတော်တော်များများပြေးသွားတယ်လို့လည်းသိရတယ်။သူတို့အခုနေတဲ့အေးရဲ့အိမ်ကျော်လောက်မှာအရင်တုန်းကအဲ့ဒီစေယုံကြီးမှာလုံးလုံးဖူးတဲ့လူနာပြုတ်တယောက်နေခဲ့ဘူးတယ်လို့လည်းပြောပါတယ်။ခရစ်စတီသူ့လည်းရတဲ့ဒီမိန်းမကြီးကအရင်ကအဲ့ဒီအိမ်မှာနေခဲ့ဘူးရဲ့လူနာပြုတ်လို့တော့သူ့ရဲ့အဖေကပြောပြပါတယ်။ဒါကြောင့်ခရစ်စတီလည်းပုံပြီးကြောက်လန့်သွားတာပေါ့။ နောက်တစ်ခုကဘာကြောင့်သူတယောက်ပဲဒီမိမကြီးကိုမြင်ရတာလဲဒီမိမကြီးနဲ့သူနဲ့ဘာဆက်နွယ်မှုရှိနေတာလဲဆိုရဲမေးခွန်းတွေပါရှိလာပါတယ်ပိတတ်သူရောဒီဗီယိုနဲ့ပတ်သက်ပြီးဘလို့ဖြစ်များပေးခြင်းပါလဲဗျာဒီတပုတ်ကတော်တော်လေးဆိုပေမဲ့ဒီလူအတွက်ကတော့ကြောက်ဖို့ကောင်းတဲ့ညတညပါဒီလူကတကူတော်အိတ်ဖို့အတွက်တောရဲ့တနေရာကိုထွက်လာခဲ့ပါတယ်အိတ်ဖို့နေရာတွေပြင်ဆင်ပြီးတဲ့အချိန်မှာတော့မိုးကလည်းချုပ်နေခဲ့ပါပြီ ။ဒါကြောင့်သူ့ရဲ့တဲတဲကိုဝင်ပြီးတော့ပဲအနားယူနေခဲ့ပါတယ်။တိတ်မကြခင်မှာတော့သူ့ရဲ့တဲအပြင်ဘက်ကနေပြီးထူးဆန်းတဲ့အသံတွေကိုစပြီးကြားလာခဲ့တယ်။ဒါကြောင့်ပဲသူလည်းအပြင်ကိုထွက်ပြီးစူးစမ်းကြည့်ဖို့အတွက်သူ့ရဲ့ဖုန်းနဲ့တက်မီကိုယူပြီးထွက်လာခဲ့လိုက်တယ်။သူ့တဲရဲ့ပတ်ချလေးကိုလိုက်ပြီးစူးစမ်းကြည့်ခဲ့ပြီးမြဲပါထူးခြားတာမှတော့မတွေ့ရဘူး။ဒါပေမဲ့အတန်ကပြော့မသွားပဲနဲ့တဖြည်းဖြည်းနဲ့ပူပြီးကျေလာတယ်။သူလည်းအာယုံစိုက်ပြီးတီချာနားဆောင်ကြည့်လိုက်တော့

ါပေမဲ့သူပြေးစချာကြည့်လိုက်တော့ဒီတတ္တဝါကကြောက်စရာကောင်းတဲ့မျက်နှာရှိနေတဲ့အပြင်မျက်လုံးနှလုံးကလည်းသူ့ကိုစိုက်ကြည့်နေတာကိုတွေ့ရတယ်။ဒီလူကရုတ်တရက်ကြောက်သွားတယ်ဆိုပေမဲ့ဒီအရာကိုတိတိကျကျမြင်ရဖို့အတွက်သူ့ရဲ့ဖုန်းနဲ့တိတိကျကျလေးကိုရိုက်နေခဲ့တာပါ။ဗီဒီယိုကဒီနေရာအထိပဲရှိပြီးမူရင်းတင်တဲ့သူကိုလည်းဖော်ပြထားခြင်းမရှိပါဘူး။ဒါကြောင့်သူ့ပြင်ပေါ်မှာရှိနေတဲ့တတ္တဝါကတကယ်ပဲပါများဖြစ်နိုင်မလဲ။ ဒီဗီယိုကလူတွေစိတ်ဝင်စားအောင်လှုပ်ထားတဲ့ဗီဒီယိုလားဒါမှမဟုတ်တကယ်အစ်စ်မန်လားဆိုတာပြိသက်တို့ပဲပြောခဲ့ကြပါအောင်ဗျဒီတပုတ်ကတော့လီဇာဆိုတဲ့ TikTok account ပိုင်ရှင်ကတင်ထားတာပါနှစ်နှစ်ပိုင်းတစ်ခုလောက်မှာမိန်းကလေးတယောက်ကသူ့ရဲ့အိမ်ယာထဲမှာပဲအင်တာနက်သုံးနေတဲ့အချိန်သူအိမ်တခြားခန်းကနေပြီးထူးဆန်းတဲ့ပဲ့တင်တန်တွေကိုသတိပြုမိလာတယ်။ပထမတော့သူကလေးတိုက်တာတို့ဘာလို့ဖြစ်မယ်လို့ထင်ခဲ့ပြီးမြဲအတန်တွေကရက်မသွားဘူး။ တပြေးပြေးပို့ပြီးကျဲလာတယ်။အဲ့ဒီညကလီဇာကသူတယောက်တည်းအိမ်မှာရှိနေတဲ့အချိန်လို့လည်းပြောတယ်။အတန်းလေးကထူးဆန်းနေတော့တပြေးပြေးသူ့လည်းကြောက်လာတယ်။ဒါပေမဲ့ကြောက်ကြောက်နေပဲလီဇာကသူ့ရဲ့ဖုန်းကိုကောက်ကန်ပြီးအဲ့အတန်ကြားလာတဲ့အခန်းဘက်ကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။သူလည်းအရေးစွန်ပြီးအဲ့ဒီအခန်းရဲ့ဘက်ကိုဖြည်းဖြည်းချင်းပဲတွားလိုက်တယ်။သူအဲ့ဒီအခန်းသားတော့မရောက်သေးဘူးကြောက်စရာကောင်းတဲ့ဒီမျက်နှာကအဲ့ဒီအခန်းတကားဝကနေပေါ်လာပြီးသူ့ကိုတေးချဖို့စိုက်ကြည့်နေတာ ဒါကိုသူမြင်လိုက်တော့သူတော်တော်လေးကြောက်လန့်သွားပုံရတယ်။နောက်တစ်ခုကဗီဒီယိုကလည်းအဲ့ညမှာပဲပြတ်တောက်သွားတယ်ဗျ။ DVU ကလိုင်းပေါ်ရောက်လာပြီးတဲ့နောက်ပိုင်းဝေဖန်မှုတွေပြင်နေကုန်နေလည်းအများကြီးရှိလာပါတယ်။လူပိစုကလောက်ကြံဖန်စီကြတဲ့ဗီဒီယိုတသက်ပဲလို့ပြောနေကြပါမိမယ်။ တချို့လူတွေကတော့ဒီမင်းကလေးဟာကြောက်လန့်ပြီးဒီလိုလဲအဲ့ညာမှာပဲရက်တန့်သွားတာလို့ပြောဆိုကြပါတယ်ဒီဗီဒီယိုထဲပတ်သက်ပြီးလူကြီးမင်းတို့ကရောဘယ်လိုဝေဖန်မှုတွေများပေးချင်ပါလဲကျောင်းရဲ့ကွန်မန့်မှာရေးပေးခဲ့ပါဦးဗျာကောလိပ်ကျောင်းသူဖြစ်တဲ့အေမီကတရက်မှာသူ့အိမ်မှာပဲအေးအေးဆေးအနားယူနေခဲ့ပါတယ်အဲ့ဒီနေ့ကကောလိပ်မှာဟောပြောပွဲရှိတယ်သူ့ရဲ့အတန်းပေါ်နှစ်ယောက်ကလည်းသူ့ကိုခေါ်ပါသေးတယ်ဒါပေမဲ့သူလက်မသွားခဲ့ဘူး သူအကြိုက်ဆုံးဖြစ်တဲ့ TV show ကိုကြည့်ရင်အိမ်မှာပဲအေးအေးဆေးဆေးအနားယူနေခဲ့တာပါ။တိတ်မကြခင်မှာတော့သူအနားယူနေတဲ့အခြေအနေကဖြက်စီးသွားခဲ့ပါတယ်။သူစံမီကြောက်စရာကောင်းတဲ့ဖြစ်ချက်တွေကသူ့အိမ်ရဲ့မိဘကန်းကနေစတင်လာပါတော့တယ်။ကြည့်လိုက်ရအောင်ဗျ။ happening again I can record at this time come on look can you see that That's. The hell? <sighs> <sighs>. <sighs> <sighs> They're all open. <sighs> what the hell was that? god. Are you kidding me right now? ကျွန်တော်တို့ကဘာမှာသူချာစမ်းကြတဲ့ဒီလိုမျိုးတဘာဝလုံးကိစ္စတွေဟာတပ်ပုံတွေဗီဒီယိုမှတ်တမ်းတွေဒါမရှိရင် လက်ခံရင်ကြည့်ဖို့ခက်ခဲတဲ့အရာတွေလည်းဖြစ်ပါတယ်ကျွန်တော်တို့အသက်ရှင်လာတဲ့တပ်တန်းတစ်ခုမှာ ဒီလိုမျိုးဖြစ်ပျက်တွေနဲ့တစ်ခါတစ်ခေါက်တော့ကြုံဘူးကြပါလိမ့်မယ်။ဒါကြောင့်ဒီလိုဖြစ်ပျက်တွေကတကယ်မရှိနိုင်ဘူးလို့ပြောဖို့ခက်ခဲပါတယ်။အီမီဆိုတဲ့ဒီမိန်းကလေးကလည်းအိမ်ဒီကချက်ချင်းပဲအိမ်ကထွက်ပြေးသွားပြီးသူ့ရဲ့တငယ်ချင်းနှစ်ယောက်ကိုဒီအကြောင်းကိုပြောပြခဲ့တယ်လို့သိရပါတယ်။